ဆရာမအင်တာဗျူးအကြောင်းကိုဆွေးနွေးတင်ပြခြင်းပါတယ်။အဲ့တော့အင်တာဗျူးကတော့အားလုံးလည်းတော်တော်များများဝင်ပူးကြလိမ့်မယ်လို့ထင်ပါတယ်။နော်တချို့အင်တာဗျူးဝင်တဲ့အခါမှာဟလာဟိုမေးခွန်းတွေကိုနော်ကြိုတင်ပြင်ဆင်ပြီးတော့နော်အာမေးခွန်းမေးရမယ့်မေးခွန်းတွေအားလုံးကိုကြိုတင်ပြင်ဆင်ပြီးတော့မေးတာတွေလည်းတွေ့ပူးပါလိမ့်မယ်။တချို့ကြတော့ ြိုတင်ပြင်ဆင်ထားတာမရှိဘဲနဲ့အလင်းသိမ့်သလိုမေကွန်းလေးတွေကိုမေးမေးသွားတာလေးလည်းတွေ့မှာဖြစ်ပါတယ်။အဲ့တော့ဆင်မတို့ကဘယ်ဟာကောင်းလဲပေါ့နော်။ဟို unstructured interview လို့เนาะစာသင်တွေပြောရင်တော့ unstructured interview ပေါ့နော်။အဲ့ဒါကတော့ဘာလဲဆိုရင်အဲ့ဒီဝင်လာတဲ့ interviewee ပေါ့နော်။ interview လာဖြည့်တဲ့ပုဂ္ဂိုလ်ပေါ်မှာအခြေခံပြီးတော့မှဆင်မတို့ကမေကွန်းတွေကိုအဆင်ပြေသလိုမေးသွားတာလေးတွေဖြစ်ပါတယ်။အဲ့တော့အဲ့ဒီဟာရဲ့ကောင်းတဲ့အချက်ကတော့เนาะဒီ interviewee ပေါ်မှာအခြေ ြေခံပြီးတော့ကိုလိုရာလေးတွေကိုပဲဆွဲထုတ်မေးသွားတာဖြစ်တဲ့အတွက်လိုချင်တာလေးတွေကိုကွက်မေးနိုင်နေအချိန်ကုန်လဲတက်တာတွေပေါ့နော်အဲ့တော့မကောင်းတဲ့အချက်ကလေးကကြတော့သူကဟို ဟိုအရေးကြီးတဲ့အချက်တွေကိုမေးဖို့မေးသွားနိုင်တယ်။နောက်ပြီးတော့ fair သိတော့မဖြစ်ဘူးပေါ့နော်။တချို့လူကိုမေးခွန်းလေးတွေကိုအလွဲကူရိုးရှင်းတဲ့မေးခွန်းလေးတွေမေးမယ်။တချို့လူကိုခက်တာလေးတွေမေးမယ်။တချို့လူကြတော့မေးခွန်းကို10ခုလောက်မေးပြီးတော့တချို့ကြတော့9ခုလောက်ပဲမေးမယ်။ဒါမျိုးလေးတွေဖြစ်တတ်တယ်။အဲ့တော့အဲ့လိုဖြစ်မှာဆိုးလို့စိတ်ပူပြီးတော့အာရှိသမျှမေးခွန်းတွေအားလုံးကိုတစ်ကနေ30ချရေးလိုက်မယ်။ဟုတ်လား။ပြီးသွားရင်အဲ့မေးခွန်းဆရာကိုကင်ပြီးတော့အင်တာဗျူးလာဖြေတဲ့လူအားလုံးကိုနော်ဘယ်သူကမှမဆိုဒီတစ်ကနေ30အတွင်းမှာ ှာပဲအစီအစဉ်တကြမေးကိုမေးမယ်ဆိုပြီးတော့မေးလိုက်တယ်ဆိုရင်အဲ့ဒါမျိုးကိုကြတော့ဆင်မာတို့က structured interview လို့ခေါ်ပါတယ်အဲ့တော့အဲ့လိုလုပ်လိုက်တဲ့အခါမှာကောင်းတာကတော့ဆင်မာတို့ fair ဖြစ်တယ်နော်လူတိုင်းကို10ခုဆို10ခု10ခုမေးတယ်အဲ့တော့မေးလိုက်တဲ့အတွက်နံပါတ်1မေးခွန်းကိုအင်တာဗျူဝီတွေဘယ်လိုများဖြည့်သွားလဲဆိုတာဆင်မတို့နှိုင်းရှင်လေ့လာလို့လည်းရတယ်ပေါ့နော်အဲ့တော့ နောက်ပြီးတော့မေ့သွားစရာအကြောင်းမရှိတော့ဘူးเนาะမေကုန်းမေ့သွားတယ်ဆိုတာမရှိတော့ဘူးသို့တော်ညာလေဟိုမကောင်းတဲ့အချက်ကကြတော့ဘာလဲဆိုတော့ဟိုမဖြစ်မနေတက်က30မေးရမယ်ဆိုတဲ့ခါကျတော့เนาะဒီမေးစရာမလိုတဲ့လူမျိုးလဲပါလာပါလာရင်ပါလာနိုင်တယ်အဲ့လိုလူမျိုးလဲဒီမေကုန်းမဲ့ထပ်မေးရမယ် ဟလာဒါမျိုးတွေရှိတဲ့အတွက်အချိန်သက်သာတယ်လို့တစ်ဖက်မှာပြောနိုင်တယ်လို့တစ်ဖက်မှာလည်းအချိန်ကုန်ပါတယ်ဒါလေးတွေလည်းဆင်မတော့ရှိပါတယ်တခါဘလောက်ထိတချို့များလဲဆိုရင်မိမေခွန်း၁၀ခုအပြင်ကိုပေါ့နော်လိုအပ်လို့ထပ်မေးရတဲ့မေခွန်းလေးတွေရှိလာတာတောင်မှအဲဒီမေခွန်းစင်းနဲ့မှမပါတာမမေးတော့ဘူးဆိုပြီးထားလိုက်ရင်လည်းသိသိသိလိုက်တဲ့အချက်ကိုဆရာမတို့မသိလိုက်တော့ပါဘူး။ဒါကြောင့်မလို့ဒါလည်းအစွန်တရားနောက်တစ်မျိုးဖြစ်သွားတာပေါ့နော်။တစ်ဖက်မှာလုံလုံကြီးကို structured နော် ဟုတ်ဖြစ်တယ်တစ်ဖက်မှာကျတော့ unstructured ပေါ့အဲ့တော့အဲ့တော့အဲ့အစွန်တရားနှစ်ပါးကိုရှောင်ကျဉ်နိုင်အောင်ဆိုပြီးတော့ဆရာမတို့ဘာလို့ကြားလေးရှိလဲဆိုရင် semi structured ပေါ့နော်အရန်ကိုအရေးကြီးတဲ့မေခွန်၅မျိုးဆိုရင်၅မျိုးကိုဆရာမတို့6ကိုရေးထားလိုက်တယ်ပြီးတော့မှအဲ့၅မျိုးကိုဆရာမတို့ကမေးပြအောင်လူတိုင်းကိုမေးပါတယ် ပြီးတော့ကျန်တဲ့အချက်တွေကတော့လူပုဂ္ဂိုလ်ပေါ်မှာအခြေအနေပေါ်မှာကြည့်ပြီးတော့မှဆင်မတို့ကလိုတဲ့မေးခွန်းလေးတွေကိုမေးမြန်းသွားတာလေးတွေရှိပါတယ်။အဲ့ဒါမျိုးတော့ဆင်မတို့က semi structured ဆိုပြီးတော့ဆင်မတို့ interview ရှိပါတယ်။အဲ့တော့ဒါဆိုရင်ဆင်မတို့ဘယ်နည်းတွေအသုံးများလဲပေါ့နော်။ဆိုရင်တော့ဆင်မတို့အသုံးများတဲ့ method ကတော့ semi structured method ကိုဆင်မတို့အသုံးများပါတယ်။ပြီးသွားရင်ဒါကတော့ဒီ interview မှာမေးတဲ့ ဒီ format ပေါ့နော် structure interview structure ကိုပြောတာပါ